ဒီနေ့ကတော့ကျမကောင်လေးတို့ရဲ့ဈေးကနေဝယ်လာတဲ့ကဏ္ဍလေးတွေကိုကျောင်းဦးနဲ့မြမြလေးနဲ့ကဏ္ဍမဆလာချက်လေးချက်ချွေးဖြစ်ပါတယ်ရှင်။ကဲခုဆိုလို့ရှင်တော့ကဏ္ဍလေးတွေကိုတေချာဈေးကျော်တန်ဆင်တော့မှာပဲဖြစ်ပါတယ်။ဒါလေးတွေကတော့ဈေးကျော်တန်ဆင်ထားတဲ့ဒီနေ့ချက်ပြုတ်မဲ့ကဏ္ဍလေးတွေပဲဖြစ်ပါတယ်ရှင်။ခုပြင်ဆင်ထားတာလေးတွေကတော့ဟင်းအနစ်တွေလိုအပ်တဲ့စစ်သွန်နီခန်းညင်သီးငြိုသီးစိမ့်နဲ့ဂျင်ဂျက်သွန်မျိုးထောင်းထားတာပဲဖြစ်ပါတယ်။ ကျုပ်လေးကိုလည်းငွေကောင်းလေးအနည်းငယ်ထည့်ပြီးတော့ကျွန်မခလောက်ထားပါရရှင်။ကဲခုဆိုလို့ရှင်တော့စာပြီးချက်ပြုတ်တော့မှာပဲဖြစ်ပါတယ်။အရင်ဆုံးကျက်တုံလေးလေးတွေကိုကြော်ပါတယ်။ကျက်တုံလေးနဲ့နဲ့နွမ်းလာတဲ့အချိန်မှာတော့ဂျင်ကျက်တုံလိုထောင်းထားလေးတွေကိုထည့်ပါရရှင်။ပြီးရနဲ့စနုံးမုံအနည်းငယ်ထည့်ပါတယ်။ကျင်းကျက်သူမျိုးအနံလေးသွင်းလာတဲ့အချိန်မှာတော့ကျွန်မငြုပ်စည်းစိမ့်လေးထည့်ပါရယ်ငြုပ်စည်းစိမ့်လေးညွှန်လာတဲ့အချိန်မှာလည်းကျွန်မလှိထားတဲ့ခန်းကျင်သေးလေးတွေကိုထည့်ပါရယ်ရှင်။ဒွေတဲ့ရတာအတွက်ကတကြားစက်သားမောငံများလေးတွေကိုထည့်ပါရယ်။ ကဲခုဆိုလို့ရှင်တော့ဟင်းနှစ်လေးကျက်သွားပြီပဲဖြစ်ပါတယ်ဟင်းနှစ်ကျက်သွားတဲ့အချိန်မှာတော့ခုနောင်ကတေချာဆေးကြောတန့်စင်ထားတဲ့ခဏလေးတွေကိုထည့်ပါတယ်အရသာလေးတေချာစိတ်ဝင်စားခြင်းတဲ့အတွက်ကြောင့်မို့လို့ကျွန်မခဏလေးရင်းဟင်းနှစ်လေးတွေကိုတေချာလေးမှုလိုက်ပါတယ်ရှင်ဆင်ဆက်လေးစားခြင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စိန်ထားတဲ့မကြီးမဲ့အရင်နေငယ်ထည့်ပါတယ်ပြီးတော့မပါမပြစ်မဆလာမုံလေးလည်းထည့်ပါတယ်ရှင်အလုံးထည့်ပြီးတဲ့အချိန်မှာတော့အိုးပုံလေးခဏလောက်ဖုံးထားလိုက်ပါတယ်ကဲခုဆိုလို့ရှိရင်တော့ဟင်းရည်လေးပုတ်ပတ်စုလာတဲ့အချိန်မှာတော့ခုနကခောက်ထားတဲ့ကြဲဦးလေးကိုထည့်လိုက်ပါရရှင်။ နောက်ဆုံးမှာကတော့တေချာစေးကြောတန့်စင်ထားတဲ့ရှန်နန်နန်နဲ့နန်နန်မင်းတို့ကိုထည့်လိုက်ပါတယ်။ကဲဒါကတော့ဟင်းအိုးချာချာချင်းပါပဲ။ဆရာကြီးကမဆောင်နိုင်ပဲနဲ့ဇုံတစ်ချောင်းကင်ပြီးတော့ကျမရဲ့ကနတ်မစားချက်ကိုလာမိနေရပဲဖြစ်ပါတယ်ရှင်။